ာနွိုင်းဩကတာခေါ်တယ်ဟိုမှာအဲဘတ်ကားလက်ခိတ်ခေါင်းပေါင်းခိုင်းကိုလိုင်းပေါင်းဆုံးရှိတယ်ဆိုတော့ဒီညာနေပြီးတော့အဲဦးဇင်းတို့ကျောင်းအနေပဲရှစ်အေးဆိုတဲ့ကားကိုစီလာတာဘတ်စကားလေအဲ့လိုစီလာပြီးမှဒီကိုရောက်တာပြောချင်တာကဒါကတော့ရှီဟောင်းမြို့လို့သူပြောတာပေါ့ရှီအောင်ဈေးပေါ့ညီအစ်တိုင်မို့ဒရာလေးကတော့အံ့ဩစရာကောင်းတယ်ခွာရဲ့အဲ့ဒရာလေးက ဆိုတော့အိမ်လေးတွေကလည်းရှီအောင်အိမ်လေးတွေရှိနေသေးတဲ့သဘောပဲဒါပေမဲ့ဟိုအပြောနဲ့တော့အရေးကြီးတာကဒီမှာလက်ဆောင်ပစ္စည်းတွေဝယ်မယ်ဆိုရင်ဒီမှာကောင်းတယ်လို့သိရလို့လာကြည့်တာထုံနံအတိုင်းပေါ့ဒီမှာတော့စိုက်ကယ်ရောပေါ့အကုန်လုံးမယ်ဒီ point နဲ့တူအိမ်လေးတွေကိုကြည့်ခင်မီအိမ်တွေတဲ့ဟိုအရင်တော့အိမ်လေးတွေရတယ်ပေါ့ဒီဈေးကိုလာပြီးတော့ဒီပစ္စည်းလေးလာဝယ်တာ အဲ့တော့ရှီအောင်မျိုးဆိုပြီးဦးဇင်းတော့ဘယ်နေရာမှာမဟုတ်ဘူးဆိုတော့ပြန်တော့မှာဥရမသာတော့24ရက်နေ25ရက်နေဒီနေ့ပြန်မှာအဲ့ရဦးဇင်းနဲ့ဒီဘက်ကိုကဲခြေောက်ကလမ်းမလျှောက်နိုင်တော့ဘူးတအားကိုနားနေဒါမဲ့လည်းဖြစ်အောင်တော့ဦးဇင်းလာတယ်သွားပြအောင်သွားတယ်လေ့လာတဲ့သဘောပေါ့ဟိုကအိမ်လေးရအပေါ်ခေါင်းမိုးလေးကိုချီအဲထူးဆန်းတယ်ပေါ့ရှီအောင်ဆိုတော့လေအဲသူတို့စီအောင်1980 60လောက်ကိုရှီအောင်လို့ဖြစ်နေတာဟုတ် ။ဟောကွာ55လောက်ကအမကြီးအိမ်ရဲ့ခေါင်းမူးလေးကိုအောင်းမှာတိုင်လေးနဲ့အဲ့လို။ဒါကြောင့်ဒီနေရာလေးကိုလာရင်ဦးစင်းကတော့ဗမာပြည်အပြန်လက်ဆောင်လေးတွေဝယ်မယ်ဆိုပြီးလာခဲ့ကြတာ။ရှိတဲ့ဒီစီလေးကဒီမမြင်တွေ့ရတယ်မယ်။ VIDB ဆိုတဲ့ကုမ္ပဏီကဟောတော့အဲဘန်နဲ့ဒီပါလေ။ကောင်ကွာငါသက်ခွန်းနဲ့ဒါကိုကြာခဲ့ပြီပေါ့အဲဒီပြန်အိုက်ပန်ကတော့ အကုနေရာတကာမှာရှိတယ်ဆုံးနာအတိုင်းဆိုင်ကပေါ်တဲ့ခနွားရအာဈေးလေးကိုအခုလာရင်းနဲ့လာရတာပါဒီမှာအုံးရင်တောက်ထားလဲထိုင်းနိုင်ငံနဲ့အတူတယ်အုံးရင်တော့တောက်ကြတယ်အာဈေးဟောင်းတော့အမမျိုးဟောင်းပေါ့အဲဦးဇင်းတို့မကွေးမှာဆိုရင်မျိုးဟောင်းကရှိတယ်ရှေးတော့မျိုး အဲဒီမှာရှိမှာအပေါ့ဝါလေးကြီးလိုက်ဘယ်နေရာလေးမှာနှစ်ထူးစမ်းလေးတွေရှိတာပေါ့အဲလိုပေါ့ခြေတော်ကအဲတရုတ်လူမျိုးတွေဘီယန်နမ်လူမျိုးတွေရဲ့အဆောက်အဦတွေနဲ့အတူအဲလိုပေါ့ဒီမှာတော့ရိုးရာပစ္စည်းလေးတွေရှိအောင်မျိုးဆိုတဲ့အတိုင်းပဲအမွှေးတိုင်းတော့တအားဟောမဟာယာနဖြစ်တဲ့အတွက်အမွှေးတိုင်းတွေကိုတအားသုံးရတယ်ဒီမှာအမွှေးတိုင်းတွေပဲရောင်းတဲ့ဆိုင်ကြီးများတယ်မင်းလားအဲလိုအမွှေးစီလေး နောက်ပြီးပျုတ်စီတာရောင်းနေဒါတော့ရှည်အောင်တရားပဲလားဟာယထာလန်းလားအမျိုးအဝင်တကားပေါ့ဒါတော့သူပြထားတာသူတို့ကလမ်းကြုံလို့ဝင်လာတာဒါရှည်အောင်မျိုးဆိုဈေးလေးတွေမှလာဒီမှာထူးဆန်းတာလေးတွေတွေ့ရမှာမလန်းကြီးကြီးလေးတွေနဲ့အိမ်ကတစ်ခုနဲ့တစ်ခုရှင်းသွားအိမ်ကကတ်နေမှာပေါ့ဒီမှာဒါတော့ဈေးဘက်ကိုလာတာပေါ့ ယူအောင်ဆိုလည်းမယောင်စည်းဆိုလည်းပဲလို့ပေါ့ရှေ့တော့လူတွေရဲ့ရက်တီမှုတွေပစ္စည်းတွေဘုံပစ္စည်းတွေအရာမျိုးလေးလိုက်ကြည့်ရင်အပြန်အတွက်လက်ဆောင်လာဝင်ရှီအောင်စည်းလဲရှီအောင်ဆိုပြီးရောက်တာဘယ်လိုသွားမှန်းတော့မသိဘူးဒါတော့ဇီတန်းနေဆိုတော့ဥပြန်တော့မတန်းတည်ုံကြည့်ုံမှာပဲဒါပလတ်စတန်းနေဒီဘက်ကလည်းပစ္စည်းတန်းနေအဲ့လိုပေါ့ ရုပ်စာရဲ့လို့မဟုတ်ဘူး။ဒီနော်ဝင်းကြည့်နေရတာကွာ။အလဲလာတဲ့သူတယောက်အနေနဲ့ဈေးတစ်ခုထဲမှာအမျိုးမဈေးတို့ဒါမျိုးတိုင်းမျိုးတိုင်းမှာဈေးရှိတတ်တယ်။ရှိတဲ့ဈေးတိုင်းမှာလည်းအဲ့လိုပေါ့။အဲ့လိုပစ္စည်းတွေရောင်းမယ်။သူတို့ရဲ့အုတ်ထုံးဝစားစင်မုံမျက်နှာအနေထားဒါမျိုးလေးတွေကြည့်ပါ။ဒါတော့အောက်ထဲကြောင်ထဲတည်းဆင်းသွားတယ်။လမ်းမင်းဆိုင်လေးတွေ မျိုးနဲ့ဆေးပေါ့နိပြီးတဲ့လောက်ပဲပြောပြတာပါဓမ္မမိတ်ဆွေတွေကိုလည်းဥစဉ်ရောက်တုန်းတွေကိုအမှတ်တရမြင်တွေ့ရတာလေးတွေကိုကိုယ်ကိုအကဲခတ်ပြီးတော့ဟုတ်မဟုတ်ဖြစ်မဖြစ်ကြီးနိုင်မှသေးပဲပြောမှာဥစဉ်ကကြွားချင်းလို့လည်းမဟုတ်သလိုရောက်တဲ့နေရာကိုအမှတ်တမ်းတင်တဲ့သဘောပါပဲဒါတော့ရှီဟောင်းရှီလို့သူတို့ပြောတယ်ဒါကြောင့်ဥစဉ်ကရောက်အောင်လာတယ် အင်းဒီပုံစံတော့ဆန်ကြယ်ကိုအပေါ်ထားတာမြင်လားအောက်ကတက်ဆန်ကြယ်ဘလောက်ပေါ်လဲဆိုတော့အဲ့ဒါညီမနိုင်ငံမှာကမ်းနဲ့ထားတာသူကဆန်ကြယ်နဲ့ထားရှိတယ်တန်လေဖေးတိုင်းလမ်းမီလေဖေးတိုင်းဒီလေးပေါ်ကွယ်ဖွင့်ပြီးတောက်ကြတာဟုတ်ကဲ့ဒါအေးအေးအေးဒီမဟုတ်မတားရှိရကျန်အုတ်ထုတ်ဒီမေးဟုတ်လားဟင်း ဩဟုတ်လားအေ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 းဟဲ့မြင်တွေ့ရတဲ့အတိုင်းမဲ့သားလက်မှုကျိန်တဲ့အလိုဘဗျာလေးတွေဗျာဥစားလေးတွေအိမ်တို့ရှေ့တော့သုံးတဲ့အားလေးပေါ့ပုံစံကတော့တို့အင်းစိန်ဈေးလိုပဲအင်းစိန်ဈေးတို့မြန်ကုန်ဈေးတို့အလိုဘညဈေးတို့ဒါမျိုးလေးတွေပေါ့ဒါတကယ်ကိုရက်ပစ္စည်းလေးတွေအစုံ လိုက်လံပြီးကြည့်ဖို့အတွက်ဦးဇင်းခေါ်လာတာပါဒါစီအင်းစင်ဟာထောင်စည်းလိုပဲနှစ်ထပ်နဲ့လူတက်လို့ရတယ်အဲဒါတော့ဒုံချွန်းစင်းလို့ပြောတယ်တဲ့ဒီစည်းကြီးကနိဒုံချွန်းဆိုရှီအောင်စင်းပဲပေါ့အဲဒါဗီယက်နမ်ရဲ့အနွိုင်းမြို့မှာရှိတဲ့စည်းကြီးတွေကကြည့်ဦးဖန်ဘူးဖန်ခွက်တွေကိုစနေတရနဲ့မြန်မာနိုင်ငံမှာဒါမျိုးရောင်းတာမရှိဘူး အမျိုးမျိုးရှာလို့ရတယ်။ဟန်ခွက်ပုံစံဘူးပုံစံအမျိုးမျိုးအုံးနေလဲရှိတယ်မလား။အန်အောင်စရာဟောဘူးပုံစံအမျိုးမျိုးနဲ့ခွက်အမျိုးမျိုးရှိတယ်။လိလာတင်တယ်။ဒီမနက်ငံတယ်လို့တော့မရဘူး။ဒီရင်ကနဲ့ကိုမချောင်တော့ဘူး။ဒီကြားတစ်ခုကတော့ရင်မွေးဘူးလေးတွေရှိတော့တယ်။အော်ဟုတ်တယ်။ရင်မွေးဘူးလေးတွေရှိတယ်။ဒီမှာဒီမွေးတွေကိုလည်းရနိုင်တယ်။ ိုယ်မှရင်မွေးဘူးလေးတွေအများယူရင်ပဲသေးလဲတော့မကြည့်ဘူးမရင်မွေးဘူးလေးတွေဦးစင်းကလှိလာတဲ့ဘုံမလားဖန်ကွက်ကလေးတွေရှိတယ်အဲ့လိုအမတ်တရားအမဲရင်ဘူးလေးတွေရှိတယ်ဒီနိုင်ငံလောက်တော့ဒီလိုသေးတွေပါတော့ရှိမှာပေါ့အကုန်လုံးမှတောင်ပိုက်ကလေးတွေနဲ့သူကစီးဖို့ကြတာများတယ်လေအလိုဟင်မြင်တွေ့ရတယ်တကယ်ကိုဖန်ကွက်ကလေးတွေအစုံ ကိုမကြကျွေဖုံးလေးနေဟိုဘက်ကဆိုင်ကြတာဟော။ဒီကကြဖုံးနီလေးနေဒါကဟိုအဖုံးတက်တက်ရောင်းလာတယ်။ကျွေတော့ဖန်နိုင်တယ်။ဩ။ဟမ်။ဒီမှာမဲမဲလမီနိုခွက်တည်းရဖန်ခွက်တည်းရ။ဒီမှာတော့တော်တော်ဖန်ဝန်တော်နိုင်တဲ့သဘောရှိတယ်။မင်းလားဖန်ခွက်အမျိုးမျိုးထဲမှာဝင်းမီလို့လည်းရတယ်။တို့နိုင်ငံမှာဒါမျိုးလည်းကြည့်တော့ရှိမှာပေါ့တို့18လမ်းတို့19လမ်းတို့ စလီလန်းတို့မှာဟိုရန်ကုန်မှာရှိတယ်ပေါ့ဒီမှာမယ်လမီနီချွေးခွက်တွေလည်းရှိမယ်ဥဒင်းကအကင်လို့လည်းမတင်ပြောချင်တာအလားပါနဲ့အမတ်တရားတွေအတွက်တဲမယ်ဆိုရင်တော့ဈေးရတယ်ပဲကြီးတယ်ဆံကွက်ကလေးရောအစိုးဥဒင်းကလေးလာကြည့်တောင်းနေတဲ့ဓမ္မမိတ်ဆွေတီးဖို့ပြတာပါဥဒင်းတခြားပြမယ်ဆိုရင်ဘာမှမလုပ်ဘူးဒုံရွှန်းဈေးဆိုတဲ့ရှီအောင်ဈေးပေါ့ဘောလို့ဒီမှာတော့အဲ့လိုဒီသားစုကြီးရှိကြလာကြ ဒါမဲ့ဝေါ်ဟိုလာတောက်ပြီးသားခွက်တွေဆေးပြီးတော့ချိတ်တဲ့ခွက်ကလေးတွေအကုန်လုံးစတိပစ္စည်းတွေရောနှာပေါင်းတော့အကုန်လုံးလောက်ကြတာပါလေ။ဟောပါပြီမမေဆွေကြီး။အကုန်လုံးပန်ခွက်ထဲတဲ့ဟာလေးတွေရောအဲ့ဒါလေးတွေ။ကောင်းပါလေဗမာပြည်လူမျိုးတယောက်အနေနဲ့တော့အခုလိုလေးလာရင်ဟို second lens ကိုလာခဲ့တယ်လို့ပေါ့။ဒီမှာတော့သူတို့ပစ္စည်းတွေကို ရောင်းရတယ်။ဒါတော့ဖန်ခွက်ကြီးပစ္စည်းအစုံဘယ်လို။မရေဘူးစော်ဘူးလေးတွေကအစားကော်လဲနိုင်တယ်။တံခွက်တွေအပစ္စည်းအစုံရနိုင်တယ်လုံွှွန်စေးရှီအောင်စေးလေးကိုလာတယ်လို့ပြောကြရင်သင်္ဘောရကွင်ဆရာတော်ရဲ့အမှတ်တရရှီအောင်စေးရောက်အမှတ်တရကိုတင်ပြလိုက်ပါတယ်။ ဆက်ပြီးတော့လဲတော့အောင်မှာမလို့လောင်းနေပဲအားလုံးညံ့ညံ့ပါကြီးပြင်သားချင်းနဲ့အားလုံးဒီလောင်းနေပဲမှတ်တမ်းတင်လိုက်ပါတယ်